တိုင်းနယ်ပြည်နယ်၅ခုမှာတယံဇာတထုတ်ယူရာကနေထိခိုက်မှုအများဆုံးဖြစ်နေလို့တယံဇာတထုတ်ယူမှုပွင့်လင်းမြင်သာရေးအဖွဲ့ EINTI အဖွဲ့ဝင်ကဒေတာကန်တွေကိုပြောပါတယ်ထုံထုံသိမ့်သတင်းပြပို့ထားပါခင်ဗျာကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းဒေတာကြီးတကိုးတိုင်းဒေတာကြီးနဲ့တနင်္သာရီတိုင်းဒေတာကြီးတွေကတယံဇာတထုတ်ယူမှုပွင့်လင်းမြင်သာရေးအဖွဲ့ဝင်တွေကပြောကြားလိုက်တာပါမြေဆောင်ဆဲစီမံကိန်းလက်ပတောင်းတော်ကျင်းနီစီမံကိန်း ထဝယ်ရင်းနှီးစက်ကန်စီမံကိန်းနဲ့တတ်ထုတူဖော်မှုရေရလျှပ်စစ်ထုတ်ယူသုံးစွဲတဲ့လုပ်ငန်းတွေကနေဒေတာကောင်တွေကိုတိခိုက်မှုအများဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။အချိန်ကျရင်လည်းလကောက်မှာခုလက်ရှိဖြစ်နေတာမြေယာပြည်သူကလည်းတခြားပြည်သူကလည်းဖြစ်ဖြစ်နေနေတယ်။အချိန်ကျရင်ခုလကောက်ဖြစ်မဲ့ပုံစံကကျွန်တော်တေချာပြောရပါတယ်ကျွန်တော်စပယ်တောင်ကျေးစင်တော်ပုံစံမျိုးလိုဖြစ်တယ်။လေယာဉ်မြေဆုံးရှုံးတဲ့ပြည်သူကတဘာဝပုံချင်းပျက်စီးတဲ့ပြည်သူကနောက်ဒီဒေတာပုံတွေးရအနေနဲ့ပြည်သူကအလုံးသမားပြည်သူကနဲ့ဂျန်တဲ့ ပြဿနာပေါင်းစုံအချိန်ကြာရင်ဒါလောက်ကောင်းဖြစ်လာမှာမြန်မာနိုင်ငံမှာတည်ဆန္ဒထုတ်ယူသုံးဆွဲတဲ့လုပ်ငန်းစဉ်စစ်စစ်မှာပွင့်လင်းမြင်သာမှုမရှိတဲ့အပြင်တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးလို့မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုတာဝန်ခံမှုဆိုင်ရာအရက်ဖက်မဟာမိတ်အဖွဲ့ကလည်းဇွန်လ26ရက်နေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံကကျွန်တော်တည်ဆန္ဒတကယ်ပေါ်ပေါ်ကျွေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့ဒါပေမဲ့တည်ဆန္ဒနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုတွေကအကျိုးခံစားခွင့်ကကျွန်တော်တို့မရှိသလောက်ကျွန်တော်နည်းနေတယ်အဲ့တော့တည်ဆန္ဒဆိုလို့ရှိရင်ကျွန်တော်ကတည်ဆန္ဒဒီပြည်သူပိုင်းနဲ့ ပစ္စည်းဖြစ်တယ်ပေါ့နော်ပြည်သူပိုင်တဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူလူထုကဒီတန်ဆာနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ဒီခံစား권တော့ရရှိတယ်နဲ့အဲ့လိုခုလက်ရှိအချိန်တွေမှာအဲ့ဒါမရရှိတဲ့အပြင်ကျွန်တော်တို့ကဒီတန်ဆာတာတူဖို့ထုံနေပတ်သက်တဲ့ဆိုးကျိုးတွေပေါ့ဒါတွေကိုကျွန်တော်ကခံစားနေရတယ်ဆိုတော့ဒါကတော့လုံးဝမဖြစ်တဲ့ကိစ္စဖြစ်တယ်အပြည်ပြည်ဆိုင်ရာတဘာဝတရားစာတာအရင်းမြစ်ဒူဖို့ထုတ်လုပ်ရေးဆိုင်ရာပွင့်လင်းမြင်တမ်းမှုဖော်ဆောင်ရေးအဖွဲ့ EIDI ကမြန်မာနိုင်ငံကိုအဖွဲ့ဝင်နောက်နိုင်ငံအဖြစ်2014ဇူလိုင်လနေ့ကလက်ခံခဲ့ပါတယ် ဲ့ဒီလို EIDN အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့အတွက်မြန်မာနိုင်ငံကရေနံတဘာဝတန်းငွေနဲ့တတ်ထုတ်ဖို့ခြင်းမှာရရှိတဲ့ဝင်ငွေတွေကိုနိုင်ငံတကာပွင့်လင်းမြင်သာမှုဆိုင်ရာစံနှုန်းတွေနဲ့အညီထုတ်ပြန်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ